အဲ့တော့ကျွန်တော်မင်္ဂလာပါဒီနေ့တော့ဒီခန်းကြီးကြောင်လေးတစ်လုံးဖြတ်ပြပါမယ်ကြောင်လေးကတော့ဒါလည်း35 40သားလောက်ပဲနေမှာပါ40သားလောက်ပဲရှိမှာပါနော်အဲ့တော့ခန်းဒီဘက်ကကြောက်တည်များနေတယ်ဒီဘက်ကျွန်တော်စီရောက်နေတဲ့ကြောက်တည်ကနော်အဲ့တော့ညီလေးမိုးထက်ကမင်္ဂလာပါညီလေးတက်အဲအားလုံးမင်္ဂလာပါနော် အဲ့တော့ကျွန်တော်ဒီနေ့တော့ဒီခန်းလေးလေးဖြတ်ပြမယ်ဗျာနော်ကြောက်လေးကတော့ပန်းပါပန်းကြောက်လေးပါနော်အဲ့တော့ပန်းကြောက်လေးဆိုတော့ဒီတိုင်းကတော့မမ်းမြင်အောင်နော်ဘာမှတော့မမြင်အောင်ဒါပေမဲ့ကြောက်မျိုးမစိုးဘူးကြောက်လေးကအဲ့တော့ကျွန်တော်ပြအောင်တော့ကြောက်လေးကဒီမှာနော်ဒီမှာတဲ့ဒီမှာထောက်တဲ့အနေထားရဆိုရင်တော့ ကာလာပဲเนาะကြည့်အောင်เนาะဒီမှာเนาะအဲဒီထောက်တဲ့နေထားရဆိုရင်တော့ကာလာပါပဲအဲပြီးတော့ကြောက်သားကျွန်တော်တို့ဒီကြောက်ကဒီတိုင်းကြီးတဲ့အနေထားမှာရန်ကတအားကြီးလို့မကောင်းဘူးเนาะရှိတယ်ရှိပါတယ်เนาะအဲကြီးရတဲ့အနေထားမှာရန်ရဲ့အနေထားကိုကျွန်တော်တိချာကြည့်လို့မကောင်းဘူးဗောနောအဲ့တော့အမှန်ဘူးကောင်းကောင်းနဲ့ဆိုရင်တော့မပြောတာဘူးလောဆယ်တာမန်မျက်စိနဲ့ရတော့ရန်ကိုတိတ်မတွေ့ရဘူးเนาะ ခန်းကြီးကအရန်တီးရတယ်ဗျာဟုတ်တယ်အဲ့လိုပြောအောင်လို့ဖြစ်နေပြီနော်အဲ့တော့ဒီမှာကျွန်တော်ပြရမယ်ဒီမှာအနာပါတယ်ဒီမှာအနာဒါမျိုးပန့်တာနော်ဒီမှာလည်းအနာပါတယ်ဒီနာပါတယ်โอเคအဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ကျွန်တော်မေ့စင်မယ်ဒီမှာအเจ้าကြီးရဒီမှာရှိတာနော်ဒီမှာအเจ้าကြီးရဒီမှာရှိတာကျွန်တော်မေ့စင်မယ်နော်အဲ့တော့ကြောက်ရည်ကဒီဘက်မှာရှိတာဗျာเนาะကြောက်ကနည်းနည်းလေးတော့အဲကောက်ရော့ဆန်နေဗျာဘယ်လိုလုံးဆိုကျွန်တော်ပြရမှာเนาะ တော့ဒီဘက်ကကြတော့ဒီမှာရှိတော့ရှိတယ်ဒါပေမဲ့ကာလာပဲเนาะဒီဘက်ကကာလာဖြစ်နေတယ်ပြီးတော့ဒီမှာအနာကအနာဒီဘက်မှာပေါ့နော်ဒီမှာအနာကလည်းဒီဘက်ကိုဒါမျိုးပတ်နေတယ်အဲ့တော့ဒီဘက်ကကြထောက်လို့ကိုမရှိဘူးเนาะဒီမှာတော့ရှိတယ်ဒီမှာဆိုတာကြောက်သားရှိတယ်ပြောတာဟုတ်အရေးမပါဘူးเนาะအဲ့တော့ဒီမှာတွေကတော့တိတ်ပြီးတော့မီးထို့တော့ပေါက်တယ်ဒါပေမဲ့ကြောက်အရေးမရှိတော့ဘူးဘာလို့ဆိုတော့ तू ကအနာကအနာကဒါမျိုးကြီးပတ်သွားတာကိုเนาะအဲ့ဒါမျိုးပတ်သွားပြီဆိုတော့ ဒီဘက်ကတော့အရှိဖို့တိတ်မလို့ရတော့เนาะထိုးလို့လည်းနည်းနည်းပဲပေါက်အသားပဲเนาะအဲ့တော့ဒီပေါ်မှာတော့အရေးရှိတယ်ဒီမှာကကြောက်သားပဲကာလာပဲဒီဘက်ကလည်းเนาะအဲ့တော့ဒီပေါ်မှာကောက်ရောက်လို့ဖြစ်နေတာသူကเนาะအဲ့ကျွန်တော်ကြည့်အောင်အဲ့တော့ရေစွတ်ကြည့်လိုက်เนาะရေစွတ်ကြည့်နည်းနည်းလေးမြင်ရတာပေါ့ဗျာအဲ့ကြောက်ထောက်ကြည့်တဲ့အနေထားရာဆိုရင်တော့ကြောက်သားကြောက်မျိုးမစိုးကြောက်စီရှိရယ်နော်ဒါမဲ့နည်းနည်းလေးကြည့်ရအောင်เนาะအဲ့ကြည့်အောင်ဒီမှာเนาะအဲ့ဒီမှာမင်းနဲ့ထောက်ဒီတိုင်းရေစွတ်ကြည့်လိုက်တော့ပူရှင်းတာပေါ့เนาะဒီမှာเนาะ အနည်းငယ်လေးတော့ကျဲတယ်ကြောက်စီကြောက်သားရှိတယ်အဲဒီမှာဒီမှာဒီမှာဆိုဒီမှာဆိုအကြည်ပေါက်လေးတွေဒီမှာပြန်နော်အဲနက်ပေါက်လေးတွေပေါ့နော်ဒါနက်ပေါက်လေးတွေပေါ့နော်အဲတော့ဒီမှာရှိတယ်ဒီမှာကတော့ညော့တယ်ဗျနော်ဒီမှာလည်းညော့တယ်ဒီဘက်ကတော့ထုံးစံတိုင်းဟောပါပေါ့နော်အဲဒီဘက်ကအနာအနာနဲ့နဲ့မြားတယ်ဗျဒီမှာအနာပါတယ်နော်အဲ့တော့ဒီဘက်မှာလှတာသူကနော်ဒီမှာတော့လှတယ်အဲ့တော့ဒီအကျောပေါ်မှာတော့လှတယ်ကျွန်တော်အမြင်ကတော့ပန်းပါပဲ။နော်ဒီကြောင့်ကသူသိန်းကြီးပိုင်းလောက်တော့ကြာမှာပဲ။ကျွန်တော်အမြင်ကတော့ဒါသိန်းပိုင်းပါပဲနော်။ အတူအကုန်လုံး80နဲ့ဟိုကျွန်တော်လုံးဆယ်ဆယ်ဟိုနေ့ကခန်းကြီးတွေနှလုံးဖြတ်သွားတယ်နော်တလုံးကတော့မဆိုးတလုံးကပြက်တာပေါ့နော်ဟိုဈေးများတဲ့ကြောင့်ကတလုံးပြက်တာအဲ့တော့ကျွန်တော်ကဒီဟာလဲကောက်ရော့ဖြစ်နေတာဒီမှာတော့ကြောက်သားမဆိုးဒီဟာတော့ညီတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုပါပေါ့အတွင်းထဲလေးမြန်လာပြီးမြန်ဒီပန်းလေးကမြန်ခဲသွားမလားပေါ့နော်တော့မျောနှင်းချက်တော့နေပါလေနော်အဲ့တော့ဒီထိတ်မှလဲဒီမှာအရေးရှိတယ်ဒီမှာပေါ့နော်နည်းနည်းလေးခွေကျင်တာပေါ့ဗျာဒီဘက်မှာတော့နည်းနည်းလေးပေါ့နော်အဲ့ဒီနားလေးမှာဒီမှာအရေးရတယ်မှာနော် โอเคအဲ့တော့ကျွန်တော်ကဘယ်နှမ်းဖြတ်ရှင်လဲဆိုတော့ကျွန်တော်စဉ်းစားကြည့်တဲ့အခါကျတော့ဒီဟာလဲပါအောင်ပေါ့နော်အဲ့ပြီးတော့အနာလဲကျွန်တော်ဒီမှာဒီဘက်ကိုထောင်ဖို့ပတ်သွားတာဒီမှာနော်ဒီဘက်ပတ်သွားတဲ့အနာလဲရှိတယ်ဆိုတော့ဒီခါကနေနည်းပြလိုက်တာပူကောင်းတယ်ဘာလို့အနာရဲ့ဒါမျိုးသွားတာကျွန်တော်တို့ကပုံမှန်တော့ဒီမှာပေါ့နော်ဒီနားလှတယ်ဆိုရင်တော့ဒီဒီဟာလေးကိုကျွန်တော်တို့ကွာရင်လဲကွာမယ်မို့ရင်ဒီနန်းနင်းရင်နင်းမယ်ပေါ့နော်အရေချိုးမိအောင်ပေါ့နော်ဒါပေမဲ့ခုကအနာကဒါမျိုးဆိုးနေတယ်ဒီမှာ နော်အနားအလဲပတ်တော့ဒီမှာဒီမှာကျွန်တော်တို့ဆီမှာတွေ့မှာနော်ဒီမှာနော်အနားပတ်တော့အဲ့တော့အဲ့ဒီနားတိုင်းနင်းတော့ကျွန်တော်တို့ကောင်းတာပေါ့ဗျာဒီဘက်အသားလည်းမိတယ်နော်ဒီဒီဒီရေလည်းမိတယ်ဆိုတော့ဒီနားကအကောင်းဆုံးပါပဲဒီမှာဒီမှာကျွန်တော်တို့ဆီမှာဒီထိတ်ကတော့ဒီမှာသွားတယ်နည်းနည်းလေးဆင်းရင်တော့ဗောနော်ဒီမှာအနားအကြောင်းမလို့အောက်မဆင်းရင်နော်အဲ့တော့ဒီနားလေးတွေလည်းဒီမှာကြောက်သားကကောင်းနေဗျာအဲ့တော့အဲဒီအနေထားအမြင်ကတော့ဒါတိမ်မိုင်းပါပဲနော်တိမ်ကြီးမိုင်းတော့ဝယ်ရဖို့နည်းနည်းလေးခက်တာဗောနော်နားများလို့ဗောနော်အဲ့တော့ကျွန်တော်ဒီနားတိုင်းနင်းမယ်ဗျာနော် ကြောက်စီကြောက်သားမဆိုးဘူးအဲ့တော့ကြောက်စီကြောက်သားမဆိုးဘူးဟိုအရေးကပန်းဆန်တယ်နော်နည်းနည်းလေးကြောက်သားကျဲပါမယ်နော်အဲ့တော့ကျွန်တော်အဲ့လိုမြင်တာပေါ့နော်โอเคအဲ့တော့ဒီခဲလေးကျွန်တော်တားမယ်ပြန်နော်อืมจ้าเตะป่ะเนาะแต่ถ้านี้อ่ะเราทําမျိုးนี้ป่ะเอ้ถ้าสมมุติเนาะยาป่ะเนาะดีแค่นักแค่เตะยังยา ။အနုနင်းတဲ့ခါကျဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီမှာဒီဇောင်းနင်းတဲ့အတွက်ကြောင့်မလို့ဒီကျိုးရှိတယ်ဆိုရင်အဲ့ကျိုးကနည်းနည်းလေးတော့ဗျက်ကျဲသွားတာပေါ့နော်။ဒီထိပ်လေးမှာကျိုးကဗျက်ကျဲသွားတတ်တာပေါ့နော်။ဒါသူကစောင်းနင်းတဲ့ကြောက်တီရဲ့သဘောသဘာဝပေါ့နော်။အဲ့တော့စောင်းနင်းနေဆိုရင်အဲ့ကျိုးလေးကနည်းနည်းလေးကျဲသွားတာပေါ့ဗျာဒီဇောင်းဆွဲနေတဲ့အတွက်ကြောင့်နော်။အဲ့တော့ဒီပန်းကျိုးလေးကပဲနည်းနည်းလေးလုပ်ငန်းလေးလုပ်သွားလို့အစွယ်လေးဖားဖားလေးရရင်တော့မဆိုးဘူးပေါ့နော်။အဲ့တော့ခန်းလေးအနေနဲ့ဒါမျိုးကြောက်တာတော့ကြောက်သားဆိုရင်တော့မဆိုးပါဘူး။ နော်ခန်းဒီနေရဲ့အနေထားတွေကကြောင်မျိုးကြောက်သားရော့ရင်ကြောက်စီရော့ရင်ကြောက်သားရော့ရင်တော့ခန်းဒီကမဖြတ်သင့်ဘူးပေါ့ဗျာနော်အဲ့ဒါဒါလေးကတော့ကြောင်မျိုးကြောက်သားလေးလေးစမ်းကြောင်မျိုးကြောက်သားစမ်းနေတဲ့ဆိုတာတဲ့ကြောက်သားကောင်းနေပေါ့နော်အဲ့တော့ကောင်းနေဆိုတော့အတွင်းထဲမှာများနော်အကာလေးခံပြီးများခဲသွားရင်တော့ကောင်းလာပါနော်အဲ့တော့ခန်းဒီကတော့အခဲဟိုပါပေါ့အကာပါရက်ပါတယ်နော်အဲ့တော့ထိုးပေါ့ပြင်မဲ့လေအကာကခန်းဒီလိုဝေခါတော့ပါရက်တာပေါ့နော်โอเคပါအဲ့တော့ကျွန်တော်ကြည့်အောင်ညာနော် ဟာဒီနေ့ကိုညို့ဟုတ်လားအဲ့ဒါတော့ပို့လိုက်ကွာခမ်းရလူတွေအောင်းနေဆိုတော့ပို့လိုက်ကွာဟုတ်တယ်ညီလေးတစ်ချိန်ပဲလိုက်တစ်ချိန်ပဲရှိသေးတယ်ဟာညီနော်မို့ရင်ခါနန်းလွဲတယ်ညန်းလွဲနန်းလွဲတဲ့ဆရာမခေါ်တော့ဘူးအဲ့ညလိုင်းနဲ့သူ့ကိုလုခိုင်းတာโอเคကြည့်မယ်ဗျာနော် အဲ့ဘယ်ဘက်ကကျွန်တော်တို့ကအစီလှအောင်ကြည့်အောင်အဲဒီဘက်ကလှအောင်နော်ဒီဒီဘောကလှအောင်နော်โอเคကြည့်အောင်โอเคနားတော့ကွက်တီပါပဲနော်ကဲကဲညီလေးရာသာထွန်းအောင်ပါလေကွာနော်ညနေကြတော့နေတာပါနော်ကဲကြည့်မြညာကြောက်သားလေးအကလေးပါပြီးတော့ကြောက်သားလေးနဲ့သွားနော်အဒီမှာတော့နည်းနည်းလေးမစိုးပြောပါမယ်နော် နော်ကြည့်အောင်ဟွန်းဒါမျိုးနဲ့ထိုးကြည့်ရတော့လာတယ်နော်အကာပုံစံမျိုးလေးတော့နည်းနည်းရှိတယ်ဆိုတော့မျောနှင်းကြတော့ကောင်းသားပဲနော်ဒီမှာကြောက်သားမစိုးနော်ကြောက်သားတဲ့အတွင်းထဲမှာ net တယ်နော်ဒီမှာနော် okay ကြည့်မယ်ဗျာ okay အကုန်လုံးအဲ့ထိုင်လေး plane လေးဆွဲပြီးတော့သွားဆမ်းပါဗျာနော် okay โอ้โอ้ဆိုပဲအဲ့တော့ကျွန်တော်မြင်စင်မှာကြည့်အောင်နော်ကဲကျွန်တော်မြင်ရတော့နော်9သိန်း6သိန်းလောက်ပဲဝယ်ရမယ်ကြောက်ကဒီမှာ ဒီချိန်မှာเนาะရေအဲ့ဒါပေါ့เนาะကျွန်တော်ပြောတဲ့နေရာလေးတစ်ချက်ကြည့်အောင်เนาะကြောက်ကတင်ပါနည်းနည်းလေးခွေသွားတယ်ဒီဘက်ကိုပူရှင်းသွားနိုင်တယ်ကျွန်တော်ပြရမှာเนาะဒီအောင်ပြပါเนาะအဲ့တဒီဘက်မှာနည်းနည်းလေးရှင်းသွားတယ်လို့ဖြစ်တော့တယ်ဒီမှာလေးဒီမှာเนาะအဲ့ဒီနာရှင်းနေပြီအဲ့တော့ရှင်းတော့ဒီဘက်ကเนาะဒီဘက်ကမျောလေးချက်ကောင်းသွားတာပေါ့ဗျာเนาะ အဲ့ဒါတင်ပါနော်ဒီပန်းကနော်ဒါဒါဇောင်းလဲတဇောင်းအနေထားမှာပို့ပြီးတော့အကောင်းသွားတာပါနော်အဲ့တော့ဒီမှာရှိတဲ့အနေထားနဲ့ဆိုရင်အပွင့်လဲရသွားတယ်အဲ့တော့ကျွန်တော်အပွင့်တောင်ရဖို့မလိုဘူးပန်းပေါ့နော်ပန်းအနေနဲ့သွားမယ်ထင်တာနော်အဲ့တော့အတွင်းထဲမှာပလိမ့်သွားတာပဲနော်အဲ့ကြောက်လေးမဆူပြောမှာပဲနော်အဲ့တော့ပုံမှန်၅သိန်း၆သိန်းလောက်ဝယ်ရမယ့်ဟာကအခုကတော့ဟဲဟဲနော်ဒါအဲ့တော့ကျွန်တော်မျှော်လင့်ချက်မထားဘူးဒီကြောက်ကိုကျွန်တော်နော်အဲ့တော့မျှော်လင့်ချက်မထားဘူးကျွန်တော်ပန်းနဲ့နည်းနည်းလေးအခြေသေး နည်းတာအောင်เนาะအဲ့တော့ကြောက်သားလေးတော့ညီးတော့ညီးတာပေါ့အေးမှာအပွင့်ရအောင်ပဲဖြစ်တာเนาะအဲ့တော့ခန်းကြီးကြောက်လေးတွေကအဲ့တော့အကြောင်းမျိုးကြောက်သားလေးတွေရှိတယ်ဆိုရင်တော့အကြောက်စီလေးရှိရင်တော့ဖြတ်တင်တာပေါ့เนาะအဲ့လိုဟာလေးပါเนาะအဲ့တော့ဘာပဲဖြစ်ဖြစ်ဖြန်းနှန်းလေးတော့မစိုးပြောပါဘောเนาะအဲ့တော့ဖြန်းနှန်းလေးတော့မှန်သွားပါတယ်เนาะဟုတ်တယ်ဖြန်းနှန်းမှန်သွားတာဖြန်းနှန်းမှန်သွားတာเนาะဒီမှာเนาะ လာနော်နစစိတ်တော့ရမှာဗျာနော်အဲ့တော့ဘာပဲဖြစ်ဖြစ်သိန်းကြီးပိုင်းလောက်ပဲအနေထားနေပြီးတော့ကြောက်ကအဲ20အစိတ်တန်သွားတာဆိုတော့မင်္ဂလာပဲလေနော်တကယ်ကိုမစိုးပါဘူးဒီမှာဒီဘက်ကကြောက်ကဒီဘက်အနေထားဆိုဒီမှာလေးမစင်းဘူးလေကျွန်တော်မစင်းဘူးမကလာပဲနော်ဒီဘက်လေးကလာပါပဲနော်အဲ့တော့ဒါပေမဲ့ဒီပေါ်ကနေပြီးတော့မှသူဆင်းသွားတယ်နော်ဒီဘက်ကကျိုးလေးကဒီဘက်ကနည်းနည်းလေးငိုက်သွားပြီးဆင်းရင်လေဒီမှာဒီမှာဆင်းရင်လေလက္ခဏာက ကောက်ရောကနေပြီးတော့မှအောက်ကိုနည်းနည်းလေးဆင်းသွားတာပါနော်အောက်ကိုနည်းနည်းလေးဆင်းသွားတဲ့ခါကျတော့ကြောင်လေးကကောင်းမောင်းကျိုးလို့ပေါ့ဒီဘက်ကဖြစ်သွားတာနော်အဲ့တော့လှသွားတာပေါ့ဗျာနော်အဲ့တော့ကာလာနေနဲ့ဇိန်းကာလာဖြောင်းပါတယ်နော်အဲ့တော့ဇိန်းကာလာလှတယ်ဒါတော့ဒါကတော့ကျွန်တော်ပြောသလိုပါကျဲပါတယ်နည်းနည်းကျဲပါတယ်နော်နော်ဆယ်ကြီးတန်လားဆိုမတန်ပါဘူးညီလေးအစိတ်30ပါပဲနော်အဲ့လောက်ပါပဲနော်အဲ့တော့ तू ကဒီအခြေအခြေသိမ့်မခံလို့ပြီးတော့ကိုဇောင်းဇောင်းဆွဲထားတာလေကြောက်က အခုပြောတဲ့ဇောင်းဆွဲထားလို့နော်ဇောင်းဆွဲထားတဲ့ပုံမှာလည်းဖြစ်ချင်တာပေါ့နော်အဲ့လိုလည်းပါပါတယ်နော် Okay အဲ့တော့ကျွန်တော်မျိုးစင်များဘာလို့ဖြစ်ဖြစ်တော့ကြောက်လေးတော့မင်္ဂလာဖြစ်သားရပြီနော် Okay မင်္ဂလာတွေအများကြီးဖြစ်နေရင်တော့ပိုကောင်းတာပေါ့နော် Okay ပါဂျေးလိုက်ကိုအားပြရတဲ့ကျွန်တော်မျိုးစင်များအားလုံးကျေးဇူးပါနော်